ထမင်းမွေပြီးထမင်းချက်မယ်ပေါ့နော်အဲ့တော့ကျမတို့ပထမဆုံးဆန်ကုန်နုစီသုံးဘူးချက်ပါမယ်နုစီသုံးဘူးချင်ပြီးတော့အိုးတွေကိုထည့်လိုက်တယ်ပေါ့နော် အော်ပြီးတဲ့အခါကျတော့ရေထည့်ပြီးတော့ဆေးပါမယ်အဲတမင်ဟိုဆန်ဆေးတဲ့အခါမှာဟိုဆန်ကတော့ပေါင်းဦးနဲ့ချက်တဲ့သူလဲဆေးရဲဆိုတော့ဆန်ဆေးရတော့တိမယ်ထင်ပါတယ်เนาะအော် အခုရည်ရွယ်တာက လုံးဝကို ထင်းမီးနဲ့တမင်ငှက်ပြီးမကြက်ဘူးသေးတဲ့ beginner တွေအတွက်ရည်ရွယ်ပါတယ်ဟုတ် နောက်တော့ပထမတစ်ချိန်စီးလိုက်တယ်နောက်တစ်ချိန်အဲဆံမှာကတ်နေတဲ့အမုံအမွားတွေဖုန်နေပြောင်သွားတယ်လို့ယူဆရတဲ့အချိန်အထိစီးမယ်ပေါ့နော်အခုဆိုရင်စီးလိုက်တာ လုံးဝတန့်သွားပါပြီတန့်သွားတယ်လို့ကျမယူဆရတယ်ပေါ့နော်အဲရေကြည်သွားပြီခုဖက်မှာပထမတစ်ခေါက်စီးထားတာရေနောက်တယ်လीထည့်ထားတာ ဲ့တော့ဆန်စီပြီးတဲ့အခါမှာရေကိုလိုတလောက်ထည့်ပါမယ်ကိုချက်မဲ့ထမင်းဆန်အေးဆန်တော့ပေါ်မူတီမူတီပြီးတော့ရေကိုထည့်ပါမယ်ကျွန်မကတော့အခု노စီ၃ဘူးချက်တယ်ဆိုတော့ရေကို3လီတာလောက်ပေါ့เนาะထည့်လိုက်ပါတယ်ရေရေထဲတဲ့ခါမှာဟိုရေနေလွန်းရင်လဲလေထမင်းကထမရေမထွက်ဖင်းနဲ့မှာ ပြော့ပြေးသွားတတ်တယ်အခုမီးမွေးမယ်ပေါ့နော်မီးမွေးတာကတော့ထင်းမီထင်းမီနဲ့မီးမွေးဝေးရတဲ့ထင်းရှူးရှိရင်တော့ထင်းရှူးလေးနဲ့မွေးမယ်အခုတော့ကျွန်မထင်းရှူးမတုံထားပါဘူးဝါးကိုတတ်ထားတဲ့အမွေးလေးရှိတဲ့ခါကျတော့အဲ့ဒါလေးနဲ့မပြိုးမယ်ပေါ့နော်အဲသူ့ဝါးဝါးမွေးလေးကိုမီးရှို့လိုက်မယ်ပြီးရင်ထင်းချောင်းသေးသေးလေးတွေမီးဆွဲလွှဲတာလေးတွေထပ်ပြီးတော့ထင်းမယ်ပေါ့ မိကိုလည်းကြာရှည်ခံအောင်ထင်းချောင်းသေးတာရေကြီးတာလေးရေရောပြီးတော့ထည့်ပါမယ်။အဲဒါကတော့မိသွေးပိုကိုထင်းမိပိုဖြစ်အသွန်ပြောင်းထားတာပေါ့နော်။သုံးချောင်းထောက်မိပိုဖုခနောက်ဆိုင်မိပိုအဲ့ဒါဆိုရင်တော့ထင်းကသုံးဖက်ထည့်ရမှာပေါ့။အခုကတော့မိသွေးမိပိုဖြစ်နေတဲ့အခါကျတော့ထင်းထည့်စရာကတစ်ဖက်ပဲပါတယ်။ထင်းကုန်တက်တာလားပေါ့နော်။ မီးဆွဲပါပြီမီးဆွဲသွားပါပြီမီးဒါဆိုလို့ရှိရင်တော့အရှင်ရလာပြီလို့ယူဆလို့ရတယ်ပေါ့နော်ထင်းကလည်းခြောက်နေတဲ့ခါကျတော့မီးပြိုးရတာတော့လွယ်တယ်ပေါ့မိုးရွံ့နေပါတယ်ဆိုရင်တော့ခက်မဲ့ထင်တယ်မီးရှင်ရလာတဲ့အခါမှာထမင်းအိုးကိုတင်လိုက်ပါပြီမီးဘော်ကောက်တင်လိုက်ပါပြီ မိအတောင်မငီရင်လဲလေထမင်းအိုးကလေအပွားမငီပြီးတော့ထမင်းတိတ်ပြီးတော့မကောင်းတတ်ဘူးရှင်ပြီးတော့ကထမင်းအိုးကိုအဲမှုေပေးမယ်ပေါ့ဘာလို့မှုေရလဲဆိုတော့တချို့တစ်ခါတည်းကမှထမင်းချက်တဲ့ခါမှလေဆန်ကအစ်စ်ဖြစ်တော့ခါထမင်းကခဲနေတတ်တယ်ဆန်အဟောင်းဆိုရင်တော့လို့တိတ်ပြီးတော့မခဲတတ်ဘူး ခုဆိုရင်စပြီးတော့ထမင်းအိုကပွက်လာပါပြီပွက်လာပြီပွက်လာတဲ့အခါမှာဖြည်းဖြည်းပွက်လာရင်အပေါ်မှာတက်လာတဲ့အမြုပ်တွေကိုတဲ့ပြင်မယ်ပေါ့နော်ကျမတို့ဟင်းချက်ရင်လည်းအဲ့လိုအသားတွေပါတယ်လေချက်သားတွေပါတယ်ပြုတ်တယ်ဆိုရင်အဲတက်လာတဲ့အမြုပ်တွေကိုဖယ်ပြစ်တယ်မလားအခုလည်းအဲ့ဒီလိုမျိုးပါပဲထမင်းကိုအနေအနေထားကိုကြည်ပါမယ်တစ်ချက်ကြည့်လိုက်တယ်အဲ့ဒီမှာထမင်းနဲ့မှအထဲမှာလေဖြူဖြူလေး ယူလေးအစီလေးတွေကြံနေသေးတယ်အဲ့ဒါဆိုရင်ချလို့မရသေးပါဘူးရှင်စမ်းကြီးလို့လည်းရပါတယ်เนาะထမင်းရဲ့အနက်ကိုလေစမ်းကြီးတဲ့အခါမှာအထဲရလေအစီအစီလေးတွေစမ်းမိတယ်ပြော့မသွားပဲနဲ့လေအဲ့ဒါဆိုရင် ထမင်းငှဲ့လို့မရသေးပါဘူးစမ်းကြည့်လို့အစီအစီလေးမစမ်းမိတော့တဲ့အချိန်မှာဆိုရင်အာထမရည်ငှဲ့လို့ရပါပြီထမရည်ကို အဖုံးအုပ်ပြီးတော့မှပြောင်းခဲ့လိုက်မယ်ဟောထမေးပြောင်းသွားပါပြီထမေးပြောင်းသွားပါရင်ဓာတ်ဝတ်မကန်နေတဲ့ထမင်းစီလေးတွေတတ်ထည့်မယ်မလီလွတ်အောင်ပေါ့နော်ဒါကတော့အဓိကကတော့စောင်းပြီးငှဲ့ထားတာဆိုတော့ခါကျထမင်းကလေထမင်းစီတွေကတစ်ဖက်ကိုကန်နေတယ်အဲ့ဒါလေးကို ရောင်းမလေးနဲ့ပြန်ပြီးတော့ညှိပေးလိုက်မယ်ဒါကတော့အမြင်လှဖို့အတွက်ပါရှင် ကြည်ကောင်ဘေးနှခမ်းမှာဘေးနေတဲ့ထမင်းလုံးတွေတက်ချပါမယ်တက်ချမယ်တခေါက်ဆန်းကြည့်လိုက်သေးတယ်ဟိုထမင်းရဲ့အပြုတ်အမားအနေထားကိုကြိုက်လားမကြိုက်လားလို့လေအဲနည်းနည်းမာနေတယ်လို့ယူဆရင်အပေါ်ကရေလေးနည်းနည်းဖြန်းပေးလို့ရပါတယ်လက်လေးနဲ့လေးဖြစ်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 ဆိုလို့နည်းနည်းလေးဖြန်းပေးလို့ရပါတယ်ဒီလိုမျိုးအငွေတွေလိုင်းလိုင်းထွက်လာပြီဆိုလို့ရှိရင်တော့ထမင်းအိုးအောက်ချပြီးတော့ထားလို့ရပါပြီအောက်ချပြီးတော့ထားလို့ရပြီဆိုတဲ့နေရာမှာလေ အဲကျမကတော့ထင်မိဖို့ဆိုတော့ခါကြတော့အဲ့ဒီဘေးနားလေးမှာပေါ့เนาะခြာထားလိုက်တယ်အမေတို့ကတော့တခါတည်းရံမှာအဲ့ဒီထမင်းအိုးကိုအောက်ကနေပြီးတော့မိခဲလေးထုတ်ပြီးတော့မိခန္ဓာမျိုးလေးလှုပ်ပေးရပါတယ်အဲ့ဒါမှဒါလေးထမင်းကအနက်ညီတာပါဒါဆိုရင်တော့ထမင်းလေးရပြီပေါ့เนาะ